ဂုံတိတ်ခါကိုပြန်လဲယူဆောင်လာသူအမိုက်စားရွှေတမန်အခန်း63မှ66အထိလူကတ်စ်ကဘာမဟုတ်တဲ့ကောင်ဆိုတာတေချာသွားတော့တက်ကလန်ကသူ့ကိုဆက်ပြီးစကားပြောမနေချင်တော့ဘေးသူကရှာော့ဘတ်တို့လှည့်ပြီးမေးလိုက်သည်ရှာလော့နင်ကောခုဘာလုပ်လုပ်နေလဲတက်ကလန်ရဲ့အထက်စီးဆန်တဲ့အမှုရာတွေကိုရှာော့တယောက်စိတ်ပြည့်ရွှင်ရှာနေမိပြီဖြစ်သည်သူမကအမှုရာမဲ့စွာပြန်ဖြေလိုက်သည်ငါ Stardust Corporation မှာအလုပ်ဝင်တာမကြသေးဘူးဟာတိုက်ဆိုင်လိုက်တာတက်ကလန်ကလက်ခုပ်တီးပြီးအကြေကြီးရေမောလိုက်သည် ငါဒီတစ်ခေါက်လာတာ Stardust Corporation နဲ့ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စလာပြောတာနင်တို့ကုမ္ပဏီက GM Mr. David နဲ့ငါကမိတ်ဆွေရင်းကြီးတွေပဲငါသူ့စီမှာနဲ့အတွက်စကားကောင်းရေးပြောပေးလိုက်မယ်လေသူ့ကိုနင့်ကိုဂယုဆိုင်ဖို့ငါပြောထားလိုက်မယ်မဟုတ်ရင်နင့်လိုအောက်ခြေဝန်ထမ်းတယောက်ကယာရုတက်ဖို့ဆိုတာတော်တော်မလွယ်တဲ့ကိစ္စပဲဓက်ကလန်ကသူ့လက်ကိုဝှေ့ရမ်းပြလိုက်ပြီးနောက်တော့ပဝင်မြင့်စွာမိလိုက်သည်သူ့ပုံစံကရှာအော့ရဲ့ယာရုတို့ကိစ္စအတွက် Mr. David ကိုစီစဉ်ခိုင်းပြီးသွားတယ်လို့မျိုးပင် Esther ကမကြေမနက်ဖြစ်သွားပြီးရှာအော့အားစိုက်ကြည့်လိုက်သည်ဓက်ကလန်ကနင့်ကိုစေတနာနဲ့ကူညီခြင်းပေမဲ့နင့်ကိုယ်တိုင်လည်းစူးစမ်းဖို့လိုတာပေါ့ သူ့ပေါ်ကြီးပဲလုံလုံကြီးအားကိုးမနေနဲ့အောင်မဟုတ်ရင်သူတို့နှစ်ယောက်ဘလောက်ပဲခင်ကြတယ်ပြောပြောမစ္စတာဒေးဗစ်ကိုဒီအကြောင်းစကားစားဖို့တက္ကလန်အတွက်ခက်ခဲသွားလိမ့်မယ်ငါပြောတာဟုတ်တယ်မလားသူမရဲ့လေတန်ကလောင်ရည်နေတယ်လို့ဖြစ်ပြီးရှာရော့ကတက္ကလန်အားယာတုတို့ပေးဖို့အတင်းကျပ်အကူညီတောင်းနေတယ်လို့မျိုးပြောဆိုလိုက်သည်ရှာရော့ကစိတ်တဘောထားကောင်းသူတယောက်မဟုတ်ပေသူမဒီလောက်ကြာအောင်သီးခံနေခဲ့တာကတချိန်ကသူမသဘောကျခဲ့ဘူးသူရဲ့မျက်နှာကြောင့်သာဖြစ်သည်အခုတော့သူမလုံးဝသီးမခံနိုင်တော့ပဲရွက်တယ်လို့ပြောလိုက်သည်နင်တို့ကူညီတာကိုငါလိုချင်တယ်လို့ပြောမိလို့လားငါယာတုတို့ဘို့ကိုကိုယ့်ရည်ချင်းနဲ့ကိုပဲစူးစမ်းမယ် နင်တို့ပူပန်ပေးစရာမလိုပါဘူး။ရှားအော့ရဲ့ရုတ်တရက်တုတ်ပြန်မှုကြောင့်အစတဲကဝမ်းနေတယ်လို့မျက်နှာငယ်လေးနဲ့တက်ကလန်ကိုချက်ချင်းလန်းကြည့်လိုက်သည်။ယောက်ျားကျမတို့ကစေတနာနဲ့ကူညီမလို့ကိုသူကဘာလို့ဒီလိုပြောရတာလဲ။မျက်နှာမကောင်းစွာနဲ့တက်ကလန်ကအစတဲရဲ့ကြောပြင်းလေးကိုပုတ်ပြီးနှစ်သိမ့်လိုက်သည်။သူကမျက်မှောင်ကျုပ်ရင်းပြောလိုက်သည်။ရှားတော့ငါတို့ကအတန်းဖော်ဟောင်းတွေချက်ခဲလို့ငါကနင့်ကိုကူညီမလို့ကန့်လန့်တာပါ။နင်ကငါစေတနာကိုလက်မခံချင်ရင်တောင်ဒီလောက်ကြီးရန်လို့စရာတော့မလိုဘူးမဟုတ်လား။ရှားလော့တယောက်ဒေါသကြောင့်ရေတောင်ရေချင်းတလို့ဖြစ်သွားခဲ့သည် ထိုချိန်တွင်ဇပွဲထိုးတစ်ယောက်ကတီးတန့်ခန်းတကားကိုခောက်ပြီးဝင်လာသည်အားလုံးကိုတောင်းပန်ပါတယ်ဗျာဒီနေ့ကျွန်တော်တို့အထုရဲ့တယ်တော်တစ်ယောက်ကိုလက်ခံတွေ့ဆုံဖို့ရှိနေလို့ပါဗျာဒါကြောင့်ခင်များတို့ကိုဆက်ပြီးဝန်ဆောင်မှုမပေးနိုင်တော့ပါဘူးတကယ်ကိုတောင်းပန်ပါတယ်ညော်ကြီးအနေနဲ့ဒီနေ့ခင်များတို့မှာထားသမျှအားလုံးကိုအခမဲ့ကျွေးမွေးပါမယ်ဒါအပြင်ရှော့ဈေးကူပွန်တချို့လည်းလက်ဆောင်ပေးပါရစေဇပွဲထိုးကရင်ကျေးစွာပြောရင်လက်ပတ်စွာထုတ်ပိုးထားသည့်လက်ဆောင်အိတ်ငယ်လေးတစ်ခုကိုကမ်းပေးလိုက်သည်ဇပွဲထိုးကတောင်းပန်နေတော်လဲသူတို့အားချက်ချင်းထွက်သွားစေခြင်းနေမှန်းသိတာနေသည်ဓက်ကလန်ကဒေါသတကြီးပောက်ကွဲပြီးအော်ဟစ်လိုက်သည် မင်းကငါ့ကိုမောင်းထုတ်နေတာလားငါဘာလုပ်လဲဆိုတာမင်းသိလားမင်းတို့မန်နေဂျာကိုဒီကိုခေါ်လာခဲ့တောင်းပန်ပါတယ်ဆရာဒါကကျွန်တော်တို့မန်နေဂျာရဲ့ညွှန်ကြားချက်ပါပဲဘသူပဲဖြစ်ဖြစ်အားလုံးထွက်သွားပေးရမှာပါကျေးဇူးပြုပြီးနားလည်ပေးပါဗျာစပွဲထိုးကလေးစားစွာပြောလိုက်တော့လေသူ့ရဲ့အမှုရာကခိုင်မာနေသည်ဟုတ်ငါမယုံဘူးဘလို့အထူးရဲ့တယ်မို့လို့ငါတို့ကထွက်သွားပေးရမှာလေမင်းငါကိုတေချာမပြောရင်ဒီဆိုင်ကိုငါဖျက်ဆီးပစ်မယ်တက်ကလန်ကစပွဲထိုးအားဒေါသတကြီးလက်ညှိုးထိုးကပြောလိုက်သည် သို့တော့သူ့ရဲ့လှုပ်ရှားမှုကပြင်းထန်လွန်သွားပြီးဇပွဲဆုံးမှဝိုင်းခွက်တစ်ခွက်ကိုမတော်တဆတိုက်မိသွားကမြေပြင်ပေါ်သို့ခွန်းခန့်နဲ့ကျဲလောင်စွာကျကွဲသွားသည်ဖန်ကွဲဆက်များလွင့်စင်သွားသည့်အတန်ကချက်ချင်းပြန့်နှံ့သွားတော့သည်ဒက်ကလန်တောင့်တင်းသွားသည်တကယ်တော့သူကပစက်ကနေတာချင်းချောင်းနေခြင်းဖြစ်သည်လမ်းယုံစားတောက်ဆိုင်လိုနမေကြီးပြီးဂုံတိခါရှိတဲ့ဆိုင်ကတေချာပေါက်ဩဇာကြီးမားတဲ့ပုံကိုတယောက်ယောက်ရဲ့ကြောထောက်ောက်ခံရှိရပါမည်သူကဘလို့လို့သူတို့အားသွားပြီးပြစ်တနာရှာရဲပေမည်နီဘာရီဖြစ်နေတာလဲအဲ့ကြိုကြီးကြဲရင်မှုလို့ရေးထားတဲ့ရင်ထိုးတဆိတ်တစ်ခုကိုတက်ဆင်ထားသည့်လူလက်ပိုင်းအမျိုးသားတို့ကမျက်မှောင်ကျုပ်လျက်ရှောက်လန်းလာသည် ဇက်ပွဲထိုးကတက်ကလန်ကိုအလျင်မြန်လက်ညှိုးထိုးပြလိုက်ပြီးပြောလိုက်သည်မစ္စတာဂျုံခင်မားကအခန်းရှင်းခိုင်းထားပေမဲ့ဒီလူကထွက်မသွားခြင်းဘူးဖြစ်နေတယ်။သူကဘဲအတယ်လာတာလဲဆိုတာသိကျင်နေပြီးဒေါသတကြီးပြောရင်းဝိုင်ွက်ကိုမတော်တဆခွဲလိုက်တာပါ။မန်နေဂျာမစ္စတာဂျုံကတက်ကလန်ကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီးခက်တီတီပြောလိုက်သည်။တောင်းပန်ပါတယ်ဆရာ။မစ္စတာအီတန်ဆော်ယာကဒီနေ့ကျွန်တော်တို့စားတောက်ဆိုင်မှာသူ့ရဲ့တယ်တွေကိုအိတ်ခံကျွေးမွေးနေလို့ပါ။သူ့ကိုအနောက်ရှက်မဖြစ်စေဖို့အတွက်တခြားလူတွေအားလုံးထွက်သွားပေးရပါမယ်။ခင်မားဘက်ကပူပေါင်းဆောင်ရွက်ပေးမှုကိုမျှော်လင့်ပါတယ်။အီတန်ဆော်ယာဟုတ်လား။တက်ကလန်အံအားသင့်မင့်တက်သွားသည် ဤတန်ဆော်ရာဆိုဒီမှာအော်ရင်ကောင်တီတွင်အချမ်းသာဆုံးလူဖြစ်ပြီးပြည်နယ်ပေါင်းများစွာမှာစီးပွားရေးလုပ်ငန်းတွေပိုင်ဆိုင်ထားသူဖြစ်သည်။တခြားအော်ရင်ကောင်တီအပြင်ဘက်ကလူတွေပင်သူ့နာမည်အားကြားပူးကြသည်။ဤတန်ဆော်ရာနဲ့နှိုင်းရှင်လိုက်လျင်တက်ကလန်ဆိုတာဘာမှမဟုတ်တော့ပေ။တကယ်တော့တက်ကလန်ကဖြစ်နိုင်လျင်ဒီနေရာမှာဆက်နေခြင်းသေးသည်။ဒါကဒီခရိုင်ရဲ့အချမ်းသာဆုံးလူနဲ့စကားဆက်မိပြောခွင့်ရမယ့်အခွင့်အရေးတစ်ခုဖြစ်နိုင်တော့ကြောင့်ပင်ဖြစ်သည်။သူနဲ့မိတ်ဆွေဖြစ်သွားနိုင်လျင်ပိုတောင်ကောင်းလိုက်ဦးမည်ဖြစ်သည်။ကံမကောင်းစွာနဲ့ဆော်ရာကအဲ့တဲ့များအားအိတ်ခံနေပြီးစားတောက်ဆိုင်တစ်ခုလုံးကိုရှင်းခိုင်းထားတော့ကြောင့်သူ့အနေနဲ့အခွင့်အရေးရှိပုံမပေါ်ပေ ဒက်ကလန်ကအလျင်မြန်မတ်တက်ရက်လိုက်ပြီးပြုံးလိုက်သည်တကယ်တောင်းပန်ပါတယ်မစ္စတာဆော်ယာမန်သာကြိုတိခဲ့ရင်ကျွန်တော်တို့စောကြီးကလေးကထွက်သွားမှာပါကျွန်တော်ရှုပ်ရှက်ခတ်သွားအောင်လုပ်မိသွားတယ်သူကအက်စတဲရဲ့ပခုံးကိုတိုင်းဖက်လိုက်ပြီးထိုင်ကုန်မှာထိုင်နေစေဖြစ်တဲ့ရှာလော့နဲ့လူကတ်စ်ကိုလှည့်ပြောလိုက်သည်ရှာလော့နဲ့လူကတ်စ်နင်တို့ဘာတွေစောင့်နေကြတာလဲမစ္စတာဆော်ယာအတွက်ငါတို့လမ်းဖယ်ပေးရမယ်ဆိုတာမသိကြဘူးလားရှာလော့ကရိုကြိုးပြီးတငယ်သွားတဲ့အပြုံးမျိုးနဲ့ပြုံးနေသည့်ဒက်ကလန်ကိုကြည့်လိုက်ပြီးအဆုံးမရှိစိတ်ပြတ်သွားမိတော့သည်ဒါကငါတစ်ချိန်ကဆွဲလန်းခဲ့ရတဲ့လူလား သို့တော်လေလူကတ်စ်ကတော့သူ့နေရာမှာဆက်ထိုင်နေစေဖြစ်ပြီးပျော်စရာတစ်ခုခုကိုတွေးလိုက်ရတယ်လို့ပင်လောင်ပြုံးပြုံးလိုက်သည်မင်းခုထိမထသေးဘူးလားငါတို့မစ္စတာဆော်ယာကိုသွားစော်ကားမိရင်ဒုက္ခရောက်ကုန်လိမ့်မယ်လူကတ်စ်မလုံမရှက်ထိုင်နေတာကိုမြင်တော့တက်ကလန်ဒေါသတကြီးမအော်ဟစ်ပဲမနေနိုင်တော့ဘူးအီတန်ဆော်ယာကထမင်းတနက်စားဖို့အတွက်နဲ့ဒီလောက်တောင်အလုရှုပ်ခံနေတာလားလူကတ်စ်ကဝိုင်းခွက်ကိုကစားတယ်လို့ကင်ထားရင်မှတ်ချက်ပေးလိုက်သည်ထိတ်လန့်ပြီးဒေါသထွက်သွားသည့်တက်ကလန်ကပြောလိုက်သည်မင်းမစ္စတာဆော်ယာရဲ့နမည်အပြည့်စုံကိုခေါ်ရတဲ့အထိရိုင်းဆိုင်နေပါလားသူကဒီခရိုင်မှာအချမ်းသာဆုံးလူဆိုတာရောမင်းသိရဲ့လား သူ့ပိုင်ဆိုင်မှုတွေကမင်းစိတ်ကူးတောင်ရင်လို့ရတာမဟုတ်ဘူး။မင်းသူ့ကိုလေးစားမှုမရှိရင်ငါတို့ပါဒုက္ခရောက်ကုန်လိမ့်မယ်။ဒီနှစ်တုံးကောင်ကတော့အက်စတဲကစိတ်မရှိစွာဝင်ပြောသည်။သူတို့နဲ့စကားပြောပြီးဘာလို့အားချောက်ခံနေတာလဲ။ကျမတို့အမြန်သွားကြရအောင်။သူတို့မစ္စတာဆော်ယာကိုသွားစော်ကားမိရင်လဲသူတို့ထိုက်နဲ့သူတို့ကံမဲလေ။ဒက်ကလန်ကစကားဆက်မပြောတော့ဘဲလူကတ်အားအေးဆက်စွာစိုက်ကြည့်လိုက်သည်။ထို့နောက်ရှာအော့ရဲ့လက်ပါတော်မျက်နှာလေးကိုတစ်ချက်ထက်ကြည့်လိုက်ပြီးပြောလိုက်သည်။ထားလိုက်တော့ငါတို့ပြောတင်တာပြောပြီးပြီ။မင်းတို့ကမှအခြေအနေမသိတတ်ရင်ငါတို့ကိုအပြစ်မတင်နဲ့။ငါတို့သွားတော့မယ်။ အက်စတဲရဲ့လက်ကိုဆွဲကင်ရင်သူထွက်သွားဖို့ပြင်လိုက်စင်ပါပဲလူတစုကအပေါ်ထက်တို့တိုက်တိုက်ဆိုင်ဆိုင်တက်လာခဲ့သည်သူတို့ကတော့အီတန်ဆော်ယာနဲ့သူ့မိတ်ဆွေများဖြစ်ကြပြီးစားတောက်ဆိုင်မန်နေဂျာကိုယ်တိုင်လမ်းပြခေါ်ဆောင်လာခြင်းဖြစ်သည်ဝမ်းသာပြီးအန်အားတင်သွားဟန်ဖြင့်ဒက်ကလန်ကအလင်းမြန်ဥညွတ်နှုတ်ဆက်လိုက်သည်မင်္ဂလာပါမစ္စတာဆော်ယာဒါကဒက်ကလန်အတွက်အီတန်ဆော်ယာနဲ့ယင်းနီခွင့်ရဖို့ကောင်းကင်ကဖန်တီးပေးလိုက်တဲ့အခွင့်အရေးပင်ဖြစ်ပေသည်အီတန်ဆော်ယာကမျက်မှောင်ကျုပ်ပြီးပြန်ကြည့်လိုက်သည်သူလမ်းလျှောက်သွားတိုင်းသူ့နားကိုကပ်ဖို့စူးစမ်းတဲ့မတိကျွမ်းတဲ့လူစိမ်းတွေကအမြဲတမ်းချင်းကပ်လာလိမ့်ရှိသည်ဘေးနားကစားတောက်ဆိုင်မန်နေဂျာက တက္ကလန်ကိုဆွဲထုတ်ဖို့ရှေ့တို့မလို့ကြံလိုက်စင်ပါပဲရုတ်တရက်ဆော်ယာကဖွင့်ထားတဲ့တီးတန့်ခန်းတကားကနေရင်းနှီးနေတဲ့ပုံရိပ်တစ်ခုအားလက်မြင်လိုက်သည်မစ္စတာဆော်ယာကျွန်တော်တက္ကလန်ကစကားတစုံတရာပြောဖို့စူးစမ်းလိုက်တော့လေမရှုံငယ်ဖယ်စမ်းဆော်ယာကသူ့အတွက်အချိန်မပေးနိုင်တော့ဘူးသူကတက္ကလန်အားတွန်းတိုက်ဖြတ်ကျော်သွားပြီးတီးတန့်ခန်းထဲသို့အလျင်မြန်ဝင်သွားလေတော့သည်ရုတ်တရက်အတွန်းခံလိုက်ရသဖြင့်တက္ကလန်ရိုင်းနေသွားတော့လေသူလုံးဝဒေါသမထွက်ရဲပေသူကိုယ်ကိုပြန်ထိန်လိုက်နိုင်ချိန်မှာပဲဆော်ယာရဲ့နောက်မှာရက်နေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပြီးသူ့မျက်လုံးတွေအယောင်တောက်သွားသည်မစ္စတာဒေးဗစ် ခင်မ ्या လည်းဒီမှာရှိနေတာကိုဒက်ကလန်ကဖလင်းဒေးဗစ်အားအလျင်မြန်နှုတ်ဆက်လိုက်သည်မဆက်ပိတ်ထားဒေးဗစ်ကလည်းသူ့ကိုအလားတူတွန်းတိုက်ဖြတ်သွားသည်ဒက်ကလန်ကိုလှည့်ပင်မကြည့်ဘဲတီးတန့်ခန်းထဲသို့သူလည်းအလျင်စလိုဝင်သွားခဲ့သည်ဆော်ယာကအခန်းထဲသို့အမြန်ပြေးဝင်သွားပြီးထိုင်ကုန်မှာထိုင်နေသည့်လူကတ်စ်ကိုကြည့်လိုက်ပြီးနောက်သူကပြုံးလိုက်ပြီးဥညွတ်လိုက်သည်မစ္စတာဂရေးကိုဒီနေ့ဒီနေရာမှာတွေ့ရလိမ့်မယ်လို့ကျွန်တော်ထင်မှားမိဘူးတိုက်ဆိုင်လိုက်တာဗျာကျွန်တော်ဒီနေ့ဒီမှာမိတ်ဆွေတချို့ကိုထမင်းကြွေးဖို့ရှိနေတာကျေးဇူးပြုပြီးကျွန်တော်ကိုခင်မ ्या နဲ့အတူထမင်းစားခွင့်ပြုပါဒေးဗစ်ကလည်းဝင်းနှုတ်ဆက်သည်မင်္ဂလာပါမစ္စတာဂရေး သူလူကတ်ကိုဥက္ကဋ္ဌကြီးလို့ခေါ်မိတော့မလို့ဖြစ်သွားတော့လေလူကတ်ရဲ့ပုံမှန်ကုန်ပုတ်ကိုမဖော်ပြဖို့မှာကြားထားတာကိုသူတတိယပြီးထိမ့်လိုက်ရသည်လူကတ်ကဆော်ယာနဲ့ဒေးဗစ်ကိုကြည့်ပြီးမရေချင်ရေချင်နဲ့ပြုံးလိုက်သည်မစ္စတာဆော်ယာခင်ဗျားကထမင်းတနက်စားဖို့အတွက်နဲ့စားတောက်ဆိုင်တစ်ခုလုံးကိုငှားထားတာဆိုတော့ကျွန်တော်လည်းဒီမှာစက်မနေရတော့ဘူးအီတန်ဆော်ယာကခဏတာကြောင်သွားသည်ဆိုင်တစ်ခုလုံးကိုငှားထားတယ်ဟုတ်လားဘသူပြောတာလဲဘေးနာကမန်နေဂျာကချက်ချင်းတုံ့လောက်သွားသည်အီတန်ဆော်ယာကိုမျက်နှာလုံးမြောက်ပင်းဖို့စူးစမ်းခဲ့သည်သူ့ကြံအစီပျက်စီးသွားပြီလို့သူတွေးလိုက်မိသည်မန်နေဂျာကမတက်ရက်ပြီးပြုံးလိုက်သည် ကျွန်တော်ကတခြားလူတွေခင်မရဲ့စိတ်ခံစားချက်ကိုပျက်စီးသွားအောင်လုပ်မှာစိုးလို့ပါဗျာ။ဒါပေမဲ့ဒီလူကြီးမင်းကခင်မရဲ့မိဆွေမှန်ကျွန်တော်မသိလိုက်ဘူး။တကယ်တောင်းပန်ပါတယ်။ဘေးနာကကြီးကြပ်ရေးမှုကလည်းထိတ်လန့်တုန်လှုပ်ပြီးမျက်နှာဖြူဖြော့သွားသည်။တကယ်တော့ဒါကသူတို့ဆိုင်ရဲ့ထုံးစံလိုဖြစ်နေသည်။အီတန်ဆော်ယာကဒီစားတော့ဆိုင်ရဲ့တတိကြီးဖြစ်ပြီးသူကဧည့်သည်တွေကိုအိတ်ခံမှာမို့ဝန်ထမ်းတွေကလူတိုင်းကိုမောင်းထုတ်လိုက်ခြင်းဖြစ်သည်။သို့တော်လည်းသူတို့မောင်းထုတ်လိုက်တဲ့ဧည့်သည်တွေထဲကတယောက်ကအီတန်ဆော်ယာရဲ့မိဆွေဖြစ်နေလိမ့်မယ်လို့သူမသိခဲ့ပေ။ဒုက္ခတော့ရောက်ပါပြီ။အခန့်ရှင်းဖို့လာခဲ့တဲ့ဇပွဲထိုးရေးကတော့ကြောက်လုံးလို့တုံရင်နေပြီးမျက်ရည်တောင်ဝဲကျင်နေသည် သူကဇပွဲထိုးရေးတယောက်မျှတာဖြစ်သည်ဒီကိစ္စတွေကသူနဲ့ဘာမှမသက်ဆိုင်ပေမစ္စတာဆော်ယာတကယ်တောင်းပန်ပါတယ်ကြီးကြပ်ရေးမှုကလူကတ်စ်ကိုအလျင်မြန်ဥညွတ်တောင်းပန်လိုက်သည်သို့တော်ဆော်ယာကသူ့စကားကိုတိုက်ရိုက်ဖြတ်ပြောလိုက်သည်ဒေါ်တော့မင်းတို့ကအရေးကြီးတဲ့ဧည့်သည်တော်ကိုစော်ကားမိမှတော့မင်းတို့ကိုအလုထုတ်လိုက်ပြီလဆာသွားထုတ်ပြီးထွက်သွားကြတော့မန်နေဂျာနဲ့ကြီးကြပ်ရေးမှုတို့ကတနားညာတာပေးဖို့အတနာခံချင်ကြသည်သို့တော်လည်းဆော်ယာရဲ့တင်းမာနေတဲ့မျက်နှာမူအရာကိုမြင်တော့သူတို့ဘာစကားမှမပြောရဲတော့ပဲခေါင်းကောင်ကတက်ဆိုင်ရာဌာနမှာအလုထွက်စာသွားတင်ဖို့သာပြင်လိုက်ရသည် ဒီအချိန်မှာတော့စပွဲထိုးရေးကတော့တကယ်ငိုချင်နေကြီးဖြစ်သည်ထားလိုက်ပါတော့လူကတ်ကလက်ကပြရင်ပြောလိုက်သည်သူတို့ကခင်မားဒီလိုပဲလိုချင်တယ်လို့ထင်နေကြတာပါကျွန်တော်လည်းစိတ်မဆိုးပါဘူးမျက်နှာပူသွားတဲ့အမူအရာနဲ့ဆော်ယာကပြုံးရင်ပြောလိုက်သည်နောက်ဆိုဒီလိုမမျိုးဘယ်တော့မှမဖြစ်စေရအောင်တေချာကယူဆိုင်ဖို့ကျွန်တော်သူတို့ကိုညွှန်ကြားထားပါမယ်ထို့နောက်ဆော်ယာကသူ့ရှိကလူ၃ယောက်ကိုစိုက်ကြည့်လိုက်သည်မင်းတို့ဘာရက်လုံနေသေးတာလဲမစ္စတာကရေးကိုအမြန်ကျေးဇူးတင်လိုက်ကြသူတာမင်းတို့အတွက်စကားဝင်မပြောပြရင်မင်းတို့အလုပ်ပြုတ်ပြီမှတ်ထားနောက်ကိုဒီလိုတွေမလုပ်ကြနဲ့တော့ ငါကအဲ့ဒီလောက်တောင်းဆိုမှုများတဲ့လူမဟုတ်ဘူး။စော်ယာရဲ့စကားကိုကြားတော့မန်နေဂျာကြီးကြက်ရေးမှုနဲ့ကန်ဆိုးတဲ့ဇပွဲထိုးလေးတို့၃ယောက်လုံးကလူကတ်စ်ကိုအလျင်မြန်ဥညွတ်ပြီးကျေးဇူးတင်စကားပြောလိုက်ကြသည်။စာနာစိတ်ထားပေးလို့ကျေးဇူးတင်ပါတယ်မစ္စတာဂေး။တကယ်ကျေးဇူးတင်ပါတယ်ဗျာ။ဒီမြင်ကွင်းကတီးတန့်ခန်းအဝင်ဝမှာရက်နေတဲ့တက္ကလန်တန်နဲ့အစတဲတို့အားမျက်လုံးပြူးကျဲသွားစေခဲ့သည်။သူတို့၂ယောက်လုံးမမျှော်လင့်ထားခဲ့ကြပေ။အော်ရင်ကောင်တီရဲ့အချမ်းသာဆုံးလူအီတန်စော်ယာနဲ့ Stardust Corporation ရဲ့အထွေထွေမန်နေဂျာ Flynn Lipit တို့ကလူကတ်စ်ရဲ့ရှေ့မှာမာနတွေကိုခွာခြားထားကြလိမ့်မယ်လို့ဘယ်သူထင်ထားပေမင်းနီး။ သူတို့ကလူကတ်စ်အားစော်ကားမိတယ်လို့ထင်ပြီးမန်နေဂျာနဲ့ကြီးကြပ်ရေးမှုကိုအလုပ်ထုတ်ဖို့စူးစမ်းခဲ့ကြသည်။သို့တော်လည်းလူကတ်စ်ရဲ့စကားတခုံးကြောင့်ဝန်ထမ်းတွေအလုံးမပြုတ်သွားခဲ့ကြပေ။ဒီလူကဘလို့လို့တာမန်လူတယောက်ဖြစ်နိုင်ပေမည်။ဒက်ကလန်ကအိမ်မက်မက်နေသည့်အလားခန်းစားလိုက်ရသည်။အထူးသဖြင့်လွန်ခဲ့သည့်မိနစ်အနည်းငယ်ကအထိသူကလူကတ်စ်အားမိမကိုကစားနေတဲ့အရှုံးသမားတယောက်ဖြစ်သဘောထားခဲ့သည်။သူကလူကတ်စ်အားအထက်စီးဆန်ဆန်အောင်ပြောဆိုခဲ့သေးသည်။ဒီအကြောင်းစဉ်းစားမိတော့ဒက်ကလန်ကိုပါးကိုပြန်ရချင်းစိတ်ပေါက်သွားသည်။မစ္စတာဂေးစောစောကခင်များကိုစော်ကားမိတယ်လို့ဖြစ်သွားရင်တကယ်တောင်းပန်ပါမယ်။ ယေရှုပြုပြီးရှားရော့ရဲ့မျက်နှာကိုထောက်ပြီးကျွန်တော်ရဲ့မတိနားမလည်မှုကိုခွင့်လွှတ်ပေးပါဗျာ။ဒက်ကလန်ထန်ကလူကတ်စ်ကိုဂယုတဆိုင်ဥညွတ်တောင်းပန်လိုက်သည်။သူမရဲ့ခင်ပွန်းဒီလောက်ထိဥကျိုးနေတာကိုမြင်တော့အစတဲဒေါသမထွက်ပဲမနေနိုင်တော့ပေ။သို့တော်လည်းအီတန်ဆော်ယာနဲ့ဖလင်းဒေးဗစ်လိုလူမျိုးတွေကိုတောင်ဥကျိုးစေနိုင်တဲ့လူတစ်ယောက်ကတာမန်လူမဟုတ်ဘူးဆိုတာသူမသတိထားမိပေသည်။သူမပြစ်တနာရှာလို့မဖြစ်တဲ့လူစားမျိုးမှန်သူမတွက်စမိသွားသည်။ဒီလိုတွေးမိလိုက်တော့အစတဲကရှားလော့အားမနာလိုမှုမကျေနပ်မှုတွေနဲ့စိုက်ကြည့်လိုက်သည်။ငါရောကြမလို့ချင်းလို့ပစ်ထားခဲ့တဲ့ဒီမိမကဘာကုတိုကန်ရှိလို့ဒက်ကလန်ထက်တောင်တာလုံနဲ့ကောင်းလေးမျိုးကိုရှာတွေ့ရတာလေ။ တက္ကလန်ရဲ့စကားကိုကြားတော့လူကတ်ပြုံးလိုက်သည်ကျွန်တော်ကအလုတ်လက်မဲ့တယောက်မိမကိုကစားဖို့စောင့်နေတဲ့လူတက်တက်ပါ Stardust Corporation က Mr. David နဲ့ဒီလောက်တောင်ရင်းနှီးနေတဲ့ Mr. Dan လိုလူမျိုးနဲ့ဘလို့လုံနိုင်ရှင်လို့ရမှာလဲဗျာဒီစကားကိုကြားလိုက်တာနဲ့တက္ကလန်ချွေးစည်းတွေပြန်လာသည်စောစောကသူကရှားော့နဲ့လူကတ်ရှိမှမျက်စိမိတ်ကြွားလုံးထုတ်ခဲ့သည်သူက David နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိကြောင်းရှားော့ကိုကူညီဖို့စကားပြောပေးမိချစ်ကြောင်းပြောခဲ့သည်သို့တော်လည်းအမှန်တရားကတော့ David ကသူ့ကိုလုံးဝမသိခဲ့ပေအဆိုးဆုံးကတော့ David ကလည်းအခုဒီနေရာမှာပဲရှိနေခြင်းဖြစ်နေသည် ဒါကြောင့်သူ့ရဲ့လိန်ညာမှုတွေပေါ်ကုန်တော့မှဖြစ်ပေသည်။သူထင်ထားတဲ့အတိုင်းပင်ဒေးဗစ်ကတက္ကလန်အားအံ့ဩသလိုကြည့်လိုက်ပြီးမျက်မှောင်ကျုပ်ကမေးလိုက်သည်။ခင်မ ्या ကဘာတူလဲ။ဒီရိုးရှင်းတဲ့စကားလေးတစ်ခုကတက္ကလန်ရဲ့မျက်နှာကိုအတန်ကျဲကြီးနဲ့ရိုက်လိုက်တယ်လို့ဖြစ်သွားသည်။တက္ကလန်ရဲ့မျက်နှာတစ်ခုလုံးပူချိန်တက်လာပြီးအလျင်မြန်ပြောလိုက်သည်။မစ္စတာဒေးဗစ်ကျွန်တော်က Sunshine Corporation ကပါ။ကျွန်တော်ဒီကိုရောက်နေတာခင်မ ्या တို့ကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေဆွေးနွေးဖို့ပါဗျာ။ဘာတွေဖြစ်ခဲ့တယ်ဆိုတာဒေးဗစ်ကကြားပီးသားဖြစ်ပြီးတက္ကလန်ကလူကတ်စ်အားစော်ကားခဲ့ပြီးသူ့နားမှာကပ်ပြီးကြွားလုံးထုတ်ဖို့စူးစမ်းခဲ့မှန်ဒေးဗစ်နားလည်လိုက်သည်။ ဒီလိုလူမျိုးက Stardust Corporation နဲ့ပူးပေါင်းဆောင်ရွက်ချင်တယ်ဟုတ်လားအိမ်မက်ထဲတောင်ထဲမက်မနေနဲ့ David ကတက္ကလန်ရဲ့စကားကိုဖျက်ပြောလိုက်သည် Stardust Corporation ကခင်မားနဲ့ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးခုချိန်ကစားပြီးခင်မားနဲ့တက်ဆိုင်တဲ့စီးပွားရေးကိစ္စမှန်သမျှကိုကျွန်တော်တို့ညှင်းပယ်သွားမယ်ဂျေဆုပြုတ်ပြီးထွက်သွားပါတက္ကလန်ချက်ချင်းတောင့်ခဲသွားသည်ထိုချိန်မှာပင်ဆော်ယာကလည်းထပ်ဖြစ်ပြောလိုက်သည်ဆော်ယာ Corporation ဘက်ကလည်းအတူတူပါပဲခုချိန်ကစားပြီး Sunshine Corporation နဲ့ပတ်သက်တဲ့ဘလို့ပူးပေါင်းဆောင်ရွက်မှုကိုမဆိုကျွန်တော်တို့ညှင်းပယ်သွားမယ် တထေးကြီးနှစ်ယောက်ကတစ်ချိန်ထဲမှာ Sunshine Corporation နဲ့ပူးပေါင်းဆောင်ရွက်မှုအားလုံးကိုညှင်းပယ်လိုက်တာကြောင့်တက်ကလန်ကြောက်လုံးလို့စကားလုံးတွေပျောက်ရှားသွားခဲ့သည်ဒီတစ်ခါသူ Orange County ကိုလာခဲ့ဒီမှာသူ့မိသားစုရဲ့အမေရ Stardust Corporation နဲ့ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်လက်မှတ်ထိုးဖို့ဖြစ်သည် Sunshine Corporation ရဲ့စီးပွားရေးနယ်ပယ်အား Orange ခရိုင်ထိတိုးချဲ့ဖို့လာခဲ့ခြင်းပင်ဖြစ်သည်သူ့မိသားစုကဒီတာဝန်ကိုသူ့လက်ထဲအပ်လိုက်တဲ့အခါသူယုံကြည်မှုအပြည့်ရှိခဲ့သည်သူ့ရဲ့ရုပ်ရည်နဲ့ဆိုလျင်ဒီသဘောတူညီချက်ကိုအောင်မြင်အောင်လုပ်နိုင်ပြီး Orange County ထိနေချက်နိုင်မယ်လို့သူထင်ခဲ့သည် သို့တော့သူဘာတစ်ခုမှမလုပ်ရသေးခင်မှာပဲဒီကိစ္စတစ်ခုတည်းကြောင့် Stardust Corporation ရဲ့အထွေထွေ manager Flynn Davis နဲ့ Orange County ရဲ့အချမ်းသာဆုံးလူ Ethan Sawyer ရဲ့အပြစ်တင်ညှဉ်းပယ်ခြင်းကိုခံလိုက်ရလိမ့်ပြီဖြစ်သည်။ဒက်ကလန်ရဲ့မျက်နှာကဖြူဖြော့နေသည်။ပူးပေါင်းဆောင်ရွက်ရေးကိစ္စကိုသူလုံးဝဖျက်ဆီးခဲ့မိပြီဖြစ်သည်။သူ့ကုမ္ပဏီတို့ပြန်ရောက်လျင်လူတွေကိုဘလို့မျက်နှာပြရပေးလိမ့်မည်နီ။ဒီစကားတွေကြားတော့ Estelle လည်းထိတ်လန့်သွားသည်။ရှင်တို့ဒီလိုအနိုင်ကျင့်လို့မရဘူးလေ။ Mr. Davis ရှင်ရင်ကကျမတို့ကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ကတိပေးခဲ့တာရှင်းရှင်းလင်းလင်းပဲ။ဒါကြောင့်မို့ကျမတို့ဒီအထိတရောတော့ပါလာခဲ့ရတာပါ။ ရှင်ဘလို့လို့စကားကိုပြန်ရုပ်သိမ်းရတာလဲဒေးဗစ်ကစိတ်မရှိစွာမျက်မှောင်ကျုပ်လိုက်သည်ကျွန်တော်ခင်များတို့နဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ဘရုံးကကတိပေးခဲ့လို့လဲအက်စတဲကမကြည်မနှက်ပြောလိုက်သည်လွန်ခဲ့တဲ့ရက်နှဲငယ်ကကျမအဖေရှင်ကုမ္ပဏီကိုဖုံးဆက်တုန်းကရှင်ကျမတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့စဉ်းစားပေးမယ်လို့ရှင်းရှင်းလင်းလင်းကတိပေးခဲ့တယ်မဟုတ်လားထိုစကားကိုကြားလိုက်ရတော့ဒေးဗစ်ကစိတ်တူသွားတယ်လို့ရဲလဲရဲချင်းသွားခဲ့သည်သူ Sunshine Corporation နဲ့ပူးပေါင်းဆောင်ရွက်ဖို့ကတိပေးခဲ့သည်ဟုမမှတ်မိခဲ့ပေသို့တော်လဲသူတို့ကကုမ္ပဏီတိုင်းကိုပေးလိရှိတဲ့ရေပူရအကြောင်းပြန်စကားတစ်ခုကိုပဲစင်ကြေဖြစ်မှတ်ယူထားကြပုံများသည် ဒီလိုတွေးမိတော့ဒေးဗစ်ကဘာမှနားမလဲတဲ့အက်စတဲနဲ့ဆက်ပြီးအငင်းခုံလုံးမနေချင်တော့ဘေးသူကစပွဲထိုးအားထိုးသူနှစ်ယောက်ကိုအပြင်ခေါ်ထုတ်သွားဖို့လက်ရက်ခေါ်လိုက်သည်အက်စတဲကမကြေမနက်နဲ့တခုခုဆက်ပြောဖို့ကြံလိုက်တော့လေတက်ကလန်ကသူမအားအလျင်မြန်တားလိုက်ပြီးလိုင်းယုံစားတောက်ဆိုင်တွေကနေဆွဲထုတ်သွားခဲ့သည်ရှင်ပါလို့ကျမကိုတားနေတာလေကျမငငယ်ကလေးကဒီလိုအနိုင်ကျင့်ခံရတာမျိုးတခါမှမကြုံဘူးဘူးအက်စတဲကသူမရဲ့ဟာမိတ်လက်ကင်အိတ်အားကျမ်းပြင်ပေါ်ပစ်ပေါက်ပြီးစူပူချင်းမောင်းတော့သည်အာကိုကမင်းအတွက်ကောင်းဖို့လုပ်နေတာပါ မင်းဆက်ပြီးထိုးစွက်နေလို့ဖလင်းဒေးဘစ်ကိုဒေါသထွက်အောင်လုပ်မိရင်ဆန်ရှိုင်းလုပ်ငန်းစုကြီးပါဒုက္ခကြီးကျယ်ရောက်သွားလိမ့်မယ်မင်းဖေလည်းပါဝင်ပတ်သက်သွားနိုင်တယ်ဒက်ကလန်ကအက်စတဲရဲ့လက်ကင်အိတ်ကိုပြန်ကောက်ပေးပြီးဖုန်ခါပေးရင်ပြောလိုက်သည်သူကရှင်ပြောသလောက်ကြီးကျယ်ခမ်းနားတာမဟုတ်ပါဘူးသူကအော်ရင်ကောင်တီကကုမ္ပဏီတစ်ခုရဲ့အထွေထွေမန်နေဂျာတယောက်ပဲဟာဘာများအထူးဆန်းလုပ်နေတာလဲအက်စတဲစိတ်ဆိုးမှန်ဆိုးဖြစ်နေသည်ဟေးအတန်တိုးတိုးနေစမ်းဒက်ကလန်ကတခြားသူတွေကြားသွားမှာဆိုသဖြင့်အက်စတဲအားဘေးဘက်သို့အလျင်မြန်ဆွဲခေါ်လိုက်သည် သူကပဝန်းကျင်တို့တစ်ချက်ဝေးကြည့်ပြီးဘာမှမရှိတာတေချာမှသူကအက်စတဲရဲ့နာနာကက်ပြီးတိုးတိုးပြောလိုက်သည်ဖလင်းဒေးပစ်တယောက်တည်းဆိုရင်ဒါကကိစ္စကြီးမဟုတ်ဘူးဒါပေမဲ့ Stardust Corporation ကလုံးဝမယိုးရှင်းဘူးသူ့နောက်ွယ်မှာမြို့တော်ရဲ့အချမ်းသာဆုံးမိသားစု၈ခုရဲ့ကတစ်ခုဖြစ်တဲ့ဟက်တန်မိသားစုကကြောထောက်နောက်ခံပေးထားတာသူတို့တွေဘလောက်တခိုးဝါစာကြီးပြီးချမ်းသာလဲဆိုတာမင်းကြားဘူးရဲ့မဟုတ်လားအက်စတဲကတနိုင်ငံလုံးမှာနမည်ကြီးသည့်ဟက်တန်မိသားစုအကြောင်းကြားဘူးနေတာသိတာပေသည်ဒေးဗစ်ကိုစော်ကားမိခြင်းရဲ့အကျိုးဆက်ကဘာဖြစ်မလဲဆိုတာသူမှနောက်ဆုံးတော့တည်သွားပြီးနည်းနည်းကြောက်လန့်သွားမိသည် သို့တော့ဒေးဗစ်က"သူမလိုပမွားလေးတစ်ယောက်ကိုအာယုံဆိုင်ပြီးအပြစ်ရှာနေဖို့စိတ်မဝင်စားတော့ဘူး။ဒေးဗစ်နဲ့ဆော်ယာတို့နှစ်ယောက်ကလူကတ်စ်ရဲ့ရှေ့မှာရိုသေလေးစားတဲ့အပြုံးတွေနဲ့ယက်နေကြပြီးသူတို့နဲ့အတူထမင်းစားဖို့ဖြောင်းဖျားတိုက်တွန်းနေကြသည်။သို့တော်လည်းလူကတ်စ်ကခေါင်းခါပြီးညှင်းလိုက်သည်"ကျေးဇူးတင်ပါတယ်။ကျွန်တော်ကဒီမှာတငယ်ချင်းနဲ့ထမင်းစားနေရမှုလို့ခင်များတို့ဘာသာပဲဆက်သွားကြပါ။လူကတ်စ်ကညှင်းလိုက်တဲ့ဖြင့်ဒေးဗစ်နဲ့ဆော်ယာတို့လည်းဆက်နေလို့မဖြစ်တော့ဘူး။ထိုစားသူတို့ကစားတောက်ဆိုင်ဝန်ထမ်းတွေကိုဆိုင်ရဲ့နမီကြီးဟင်းလျာတွေအားလုံးကိုအမြန်ဆုံးပြင်ဆင်ပြီးလူကတ်စ်နဲ့ရှာလော့ရှိရာတီးတန့်ခန်းကိုပို့ပေးရန်ညွှန်ကြားလိုက်ကြသည် မကြခင်မှာပဲရောင်စုံစုံနေလာပြီးမွေးကြိုင်တဲ့ရန်နံတွေနဲ့အစားအသောက်မျိုးစုံကလူကတ်စ်နဲ့ရှာလော့တို့စီရောက်လာသည်ရှာလော့ကစပွဲပေါ်ကခဏလာတဲ့အစားအသောက်တွေကိုကြည့်နေတော့လေသူမရဲ့ဇုံးနဲ့ခရင်ကိုမလှောက်ရှားမိပဲစက်တီတင်နေခဲ့သည်စောစောကမြင်ကွင်းကိုတွေ့လိုက်ရပြီးနောက်သူမတွင်လူကတ်စ်အားမေးချင်သည့်မိကုံးတွေတပုံကြီးရှိနေခဲ့သည်သို့တော်လေဘေကတ်စာပြီးမေးရမန်းသူမမသိပေမင်းငါကိုထမင်းကျွေးကျင်တယ်လို့ပြောတယ်မလားဟင်းတွေရောက်လာပြီးမင်းမစားရင်ငါစားတော့မယ်လူကတ်စ်ကရှာလော့ရဲ့စိတ်ထဲမှာဘာတွေဖြစ်နေလဲဆိုတာဂယုမဆိုင်ပဲသူ့ဘာသာသူပေါ့ပေါ့ပါပါစပြီးစားနေလိုက်သည် ရှာလော့ကသူမရဲ့ဇုံးခတ်ရင်ကိုကောက်ကင်လိုက်ပြီးစစားလိုက်သည်သို့တော်လည်းသူမစိတ်ထဲကအတွေးတွေကြောင့်အစားအသောက်တွေကပေါက်ပြက်ပြက်နဲ့အရသာမရှိသလိုဖြစ်နေသည်ရှာလော့ကလူကတ်ပြန်ရောက်လာပြီးနောက်ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တွေရဲ့အသေးစိတ်ကိုပြန်စင်းစားနေမိသည်ဆော်ယာမီသားစုကသူမတို့အိမ်သို့ပို့ပေးခဲ့သည့်တန်ဖိုးကြီးစစ်ဆက်လက်ဆောင်ပစ္စည်းတွေအပြည့်ပါတဲ့တိတ္တာကြီးအကြောင်းနောက်ပိုင်းမှာအီတန်ဆော်ယာကဒါရီဟာလူကတ်အတွက်ကျေးဇူးတင်လက်ဆောင်ပေးပါလို့ပြောခဲ့တဲ့အကြောင်းကိုသူမတွေးမိသည်စောစောကအီတန်ဆော်ယာနဲ့ဖလင်းဒေးဗစ်တို့ကလူကတ်အပေါ်တိတိတသာသာယဉ်ကျေးပြီးခရရနေခဲ့ကြသည် ၎င်းတို့ဤပြုမှုပုံကလူကတ်စ်ကသူတို့ရဲ့အထက်လူကြီးတစ်ယောက်လိုပင်ဖြစ်နေသည်ဒါပေမဲ့ဒါကဖြစ်နိုင်ပါမလားနောက်ထပ်ဖြစ်ရတစ်ခုမှာအီမီလီယာရဲ့မူလာတန်းเจ้าမာတို့ကလူကတ်စ်နဲ့ဂျော်ဒန်တို့ပြသခဲ့တဲ့ကြောက်မက်ဖွယ်တိုက်ခိုက်ရေးစွမ်းရည်တွေဖြစ်သည်သူတို့နှစ်ယောက်ကလုံးဝမရွေဝေပဲအရိုးတွေချိုးပြတိုက်ခိုက်နိုင်တဲ့ပုံစံတွေကလူတက်ဖူးပြီးတွေးထွက်တန်ရိုးမြင်ကွင်းတွေကိုအတွေ့အကြုံရှိပုံရနေသည်ပြီးခဲ့သည့်ရက်ပိုင်းကလည်းလူစီကလက်တွင်လူကတ်စ်ကသူမအားကဲတင်ခဲ့သည်သူတို့နောက်ဆုံးပြန်ထွက်လာတဲ့အခါကလက်ထဲကလုံခြုံရေးဖွဲ့တွေကလူကတ်စ်အားထိတ်လန့်ကြောက်ရွံ့တဲ့မျက်လုံးတွေနဲ့ကြည့်နေကြသည်လူကတ်စ်ကတကယ်တော့ဘယ်လိုလူမျိုးလဲ ။ "तू ပြောက်ွယ်နေခဲ့တဲ့နှစ်တွေအတွင်းမှာဘာတွေလုပ်ခဲ့ရလဲ။ရှာဟော့က"သူမရဲ့အတွေးတွေထဲမှာနှမျောနေသဖြင့်သူမကလူကတ်စ်အားအချိန်ကြာကြီးစိုက်ကြည့်နေမိမှန်းသတိမထားမိလိုက်ပေ။ဗိုက်ပြီအောင်စားပြီးနောက်လူကတ်စ်ကတရှုနဲ့သူ့ပစက်ကိုတုပ်လိုက်သည်။အဲ့ဒီခါမှရှာဟော့ကဇွန်ခင်းကန်ရက်သားနဲ့သူ့အားကြောင့်ပြီးစိုက်ကြည့်နေစေဖြစ်ကြောင်းသူသတိပြုမိသွားသည်။မျက်ခုံးပင်းလိုက်ရင်သူကဇပွဲကိုခောက်လိုက်သည်။မင်းပါလို့ငါ့ကိုဒီလောက်စိုက်ကြည့်နေတာလဲ။ငါမျက်နှာမှာထမင်းလုံးတွေပေးနေလို့လား။အဲ့ဒီခါမှရှာလော့ရုတ်တရက်အတိပြန်ဝင်လာသည်။သူမမျက်နှာနီးရဲသွားပြီးသူမပကံထဲကအစားအစာတွေကိုအမြန်ခေါင်းငုံပြီးစားပစ်လိုက်သည်။ ကန်ဆိုးစွာနဲ့ "तू မပကံထဲမှာဘာစားစာမှထည့်မထားပေ။ तू မကရှက်တာကိုဖုံးကွယ်ဖို့စားချင်အောင်စောင့်နေခြင်းတသက်တာဖြစ်သည်။မင်းရှိမှဟင်းတွေအများကြီးရှိနေတာ။မင်းကလေကိုပဲစားရတာပိုကြိုက်တာလား။ Lucas ကနားမလဲစွာမေးလိုက်သည်။ရှင့်အလုပ်မဟုတ်ဘူး။ Shaw ကရှက်စိတ်ကြောင့်ဒေါသတကြီးပြန်អော်လိုက်သည်။ထို့နောက် Shaw က "तू မနဲ့ Lucas တို့အရင်တုန်းကပုံစံမျိုးပြန်ဖြစ်သွားသလိုရုတ်တရက်ခံစားလိုက်ရပြီးစိတ်ထဲမှာချက်ချင်းပေါ်ပါသွားသလိုခံစားလိုက်ရသည်။ထားလိုက်တော့ तू ဘသူပဲဖြစ်ဖြစ်ချေယုံနဲ့ငါတို့မိသားစုအပေါ်ကောင်းနေတတ်၍ဒါနဲ့တင်လုံလောက်ပါပြီလေ။" နေ့လည်ခင်းမှာ Lucas ကချက်ယုံကိုအလုပ်ချုပ်ဖို့ Brilliance Corporation စီသို့ကားမောင်းလာခဲ့သည်ချက်ယုံက Brilliance Corporation နဲ့အကျွမ်းတော်ဝင်ရှိနေပြီဖြစ်ပြီးသူမှအားချုပ်ဖို့လုပ်ပေးစရာမလိုတော့တော့လေ Lucas ကခင်မုန်းတယောက်ရဲ့တာဝန်ကိုအကောင်းဆုံးခြေပုံအောင်လုပ်ချင်နေစေဖြစ်သည် Brilliance Corporation အပြင်ဘက်တွင်ခဏဆောင်ဆိုင်ပြီးနောက် Lucas ကလူအုပ်နဲ့အတူထွက်လာတဲ့ချက်ယုံကိုတွေ့လိုက်ရပြီးသူမှစီလမ်းလျှောက်သွားဖို့ပြင်လိုက်စဉ်ရုတ်တရက်ခက်ဆန်ဆန်ဝစားထားတဲ့အမျိုးသားတယောက်ကပြေးထွက်လာပြီးချက်ယုံရဲ့ရှေ့မှာဒူးတစ်ဖက်ထောက်လိုက်တီကိုတွေ့လိုက်ရသည် Set Mila ချက်ယုံကအံ့ဩလုံးသဖြင့်စကားတောင်မပြောနိုင်ဖြစ်သွားသည် ဆက်ကသူ့လက်ထဲကဘူးလေးရဲမှာထည့်ထားတဲ့စိတ်လက်စုပ်ကိုမြောက်ကင်လိုက်ပြီးသူမအားချစ်ခင်စွာစိုက်ကြည့်ကပြောလိုက်သည်ချေယုံကိုမင်းကိုတကယ်မျက်နှိုးရယ်အိမ်မှာမကြသေးခင်ကကိစ္စတွေအများကြီးချစ်ခဲ့ပေမဲ့ကိုမင်းကိုမေ့လို့မရနိုင်သေးဘူးကိုတနေ့လုံးမင်းကြောင့်ပဲတွေးနေမိပြီးညဘက်အိမ်မက်ထဲမှာတော့မင်းကိုမှတ်နေမိတယ်ကို့အတွက်နေ့ရက်တိုင်းကချုံမြင်းတလို့ခါးသီးနေခဲ့တယ်ဒါကြောင့်ကိုမင်းကိုလက်ထက်ခွင့်တောင်းဖို့ဆုံးဖြတ်လိုက်တယ်ချေယုံကိုကိုလက်ထက်ပါနော်ကိုမင်းကိုပျော်ရွှင်အောင်ထားပါမယ် Brilliance Corporation ကဝန်ထမ်းများစွာနဲ့လမ်းသွားလမ်းလာတွေကလမ်းမပေါ်ကလက်ထက်ခွင့်တောင်းတဲ့မြင်ကွင်းကြောင့်သူတို့ပတ်လည်မှာဝိုင်းဝန်းလာကြသည် ူတို့ကတပ်ပုံတွေရိုက်ကြပြီးကျဲလောင်စွာအော်ဟစ်အားပေးနေကြသည်လက်ခံလိုက်ပါလက်ထက်လိုက်ပါချေယုံဒေါသထွက်လုံးလို့မျက်နှာနီးရဲတက်လာပြီးခက်ထန်စွာပြောလိုက်သည်ဆက်မီလာရှင်ဘာရီလုံနေတာလဲကျမရှင်နဲ့ဘာမှမပတ်သက်ဘူးလို့ပြောထားပြီးပြီလေကျမမှာယောက်ျားနဲ့တမိရှိပြီးသားကျမရှင်ကိုလက်မထက်နိုင်ဘူးအဲသူကအိမ်ထောင်ရှိရဲ့မိမတယောက်ကိုလက်မပေါ်မှာလက်ထက်ခွင့်တောင်းနေတာလားဒါစိတ်ဝင်စားဖို့ကောင်းသွားပြီလူတွေကပို့ပို့ပြီးများပြားစွာဝိုင်းအောင်လာကြပြီးသူတို့ရဲ့ကအများစုကကြောက်မက်ဖွယ်ဇလန်းပေါင်းများစွာကိုစိတ်ကူးပုံဖော်ကြည့်နေကြလေတော့သည် ဒေါသကြောင့်စိတ်ပြက်လက်ပြက်ဖြစ်သွားသည့်ချေယုံက "तू မလက်တီအားလက်စစ်များဖြူဖွေးသွားသည့်အထိစစ်စစ်ပါအောင်ဆုပ်ထားမိလိုက်သည်။ तू မကဒီအတိုင်းလက်ထွက်သွားခြင်းတော်လဲပပက်လေတွင်ဝိုင်းုံနေသည့်အတင်းဖြင်းပြောခြင်းနေသောလူအုပ်ကြီးကြောင့် तू မလုံးဝလှုပ်ရှားလို့မရခဲ့ပေ။ကိုတိတာပေါ့။ဒါပေမဲ့မင်းရဲ့ယောက်ျားကလုံးဝအသုံးမချတဲ့ကလေးကချေတယောက်ပဲလေ။နှစ်ပေါင်းများစွာပြက်ကွယ်သွားပြီးပြန်လာတော့လဲဘာမှမဟုတ်တဲ့ကောင်ပဲလေ။ကိုနဲ့ကဘာနဲ့ချီပြီးကြွားချတယ်။ကိုကမတူဘူး။ကိုကမင်းကိုတေချာပေါက်ကောင်းကောင်းထားမှာပါ။ तू မပေးနိုင်တာတွေကိုကိုပေးနိုင်တယ်။အဲ့ဒီလူကမင်းနဲ့လုံးဝမထိုက်တန်ဘူး။ ကိုကသူ့ထက်အစပေါင်းထောင်ချီပြီးတာတယ်။ဆက်မီလာကလူကတ်စ်အားတက်နိုင်သမျှနှိမ့်ချပြောဆိုရင်ကျဲလောင်စွာအော်ဟစ်လိုက်သည်။တော်တော့ရှင်စကားတွေကျမဆက်မကြားချင်တော့ဘူး။ရှင်ကသူ့အကြောင်းကိုတီးလို့လား။ရှင်မှာသူ့အကြောင်းဘာတွေဝင်ပြောပိုင်ခွင့်ရှိနေလို့လဲ။ချေယုံကအေးဆက်စွာပြန်ပတ်လိုက်သည်။လူကတ်စ်ထက်အစပေါင်းထောင်ချီတာတယ်လို့ကိုကိုကိုထင်နေတဲ့ဆက်ပေါ်သူမှယွင်ရှာမုန်းတီးသွားခဲ့သည်။ဆက်ကလူကတ်စ်ရဲ့ခြေဖျားတောင်မိနိုင်မည်မဟုတ်ပေ။ဒါ့အပြင်သူကလူကတ်စ်ထက်တကယ်တားနေရင်ပင်ဒါကသူမနဲ့ဘာမှမပတ်သက်ပေ။ထိုချိန်တွင်ချေယုံရဲ့မျက်လုံးများကအံ့ဩမှုကြောင့်ပြုကျဲသွားသည်။ အเจ้าမှာလူကတ်စ်ကလူအုပ်ကြီးကိုတိုးဝိတ်ဖြတ်ကျော်ရင်းသူမစီတို့တလန်းချင်းစီရှောက်လာနေတော့ကြောင့်ဖြစ်သည်ရှင်ဒီကိုဘလို့ရောက်လာတာလဲချေယုံကသူ့ကိုအံ့ဩစွာကြည့်လိုက်သည်လူကတ်စ်ကဆက်ကဖိတ်ခေါ်မထားတဲ့ဧည့်သည်အားရန်လိုစွာစိုက်ကြည့်လိုက်သည်လူကတ်စ်ကချေယုံရဲ့တရားဝင်ခင်မုန်းဖြစ်မှန်းသူလုံးလုံးမေ့လျော့နေကုန်ရသည်မင်းကိုအိမ်ပြန်ဖို့လာခေါ်လာလူကတ်စ်ကချေယုံကိုကြည့်လိုက်ပြီးမျက်ပင်နဲ့ပြုတ်လုထားတဲ့လက်စွပ်တကွင်းအားသူမလက်ထဲထည့်ပေးလိုက်သည်ကိုလမ်းမှာတွေးလို့မင်းအတွက်တစ်ခုလောက်လာခဲ့တာဒါကစိမ့်စိမ့်ဆူဆူမျက်ပင်အမြင်လေးတွေနဲ့ရက်လုထားပြီးအလယ်မှာခရမ်းရောင်ပန်းပွင့်လေးတပွင့်ပါတဲ့လက်စွပ်လေးတကွင်းဖြစ်သည် လူအုပ်ကြီးကလက်ပင်းရှီဆန့်ကြည့်လိုက်ကြပြီးနောက်ဝေါခန့်နဲ့ရေမောတံများထွက်ပေါ်လာကြတော့သည်ဖះရည်ဒီခကြီးရဲ့မှာမျက်ပင်နဲ့လက်စွပ်လုပ်ပေးတဲ့လူရှိသေးတာလားတကယ်နှိမ့်ကြတာပဲစိတ်လက်စွပ်မတက်နိုင်ရင်တောင်အ ਨੇ ဆုံးရွှေလက်စွပ်ဒါမှမဟုတ်ပလက်တီနမ်လက်စွပ်လောက်တော့ဝယ်ပေးတင်တာပေါ့မျက်ပင်လက်စွပ်ကဘာလို့လို့ရလို့လဲဒီလူကသူ့ထက်အစတထောင်တာတယ်လို့ပြောတာမဆန်းတော့ပါဘူးတကယ်လဲဟုတ်နေရပဲတယောက်ကအ ਨੇ ဆုံးကရဲ့အနေငယ်ရှိမဲ့စိတ်လက်စွပ်နဲ့လက်ထက်ခွင့်တောင်းတယ်နောက်တယောက်ကမျက်ပင်လက်စွပ်နဲ့ဖះဖះဗမိမ့်မမဆိုးဘု து ကိုရွေးရမလဲဆိုတာသိမှာပဲ ို့တော်လဲလူတိုင်းအံ့ဩသွားရလောက်အောင်ပင်ခြေယုံကလက်လန်းလိုက်ပြီးလူကတ်စကန်ပေးတဲ့မျက်ပင်လက်စွပ်လေးကိုယူကာသူမလက်ချောင်းလေးမှာဝတ်ဆင်လိုက်သည်ကျမဒါကိုအယမ်းသဘောကျတယ်ကျေးဇူးတင်ပါတယ်သူမကလူကတ်စ်ကိုတောက်ပစွာပြုံးပြလိုက်သည်ဘာအဲ့ဒီမိမကမျက်ပင်လက်စွပ်ကိုတကယ်ရေးလိုက်တယ်ဟုတ်လားလာနောက်နေတာလားဒီကဘာပေါ်မှာစိန်လက်စွပ်စားမျက်ပင်လက်စွပ်ကိုရွေးတဲ့မိမတကယ်ရှိနေတာလားငါတကယ်ကိုမယုံနိုင်ဘူးရုပ်လေးကလှပေမဲ့တော်တော်တုံးတဲ့မိန်းကလေးပဲငါနဲ့ဘာလို့စောစောမတွေ့ခဲ့ရတာလဲအာနှမျောစရာကောင်းလိုက်တာအဲ့ဒီကလေးကလေးကောင်ကန်ကောင်းသွားတာပဲ ရုတ်တရက်လူတိုင်းကခြေယုံကိုလူမိုက်တယောက်လိုကြည့်လိုက်ကြပြီးလူကတ်စ်ကိုတော့မနာလိုအားကျတဲ့အကြည့်တွေနဲ့ကြည့်လိုက်ကြသည်ဒီကောင်တကယ်ကံကောင်းလုံးတယ်ပတ်ဝန်းကျင်ကလူတွေရဲ့ထူးဆန်းတဲ့အကြည့်တွေကိုလစ်လျူရှူရင်းလူကတ်စ်ကခြေယုံရဲ့လက်ကိုဆွဲပြီးထွက်သွားခဲ့သည်ဒေါသပောက်ကွဲပြင်းထန်စွာနဲ့ဆက်ကသူတို့နှစ်ယောက်ထွက်သွားတဲ့နောက်ကျောကိုစိုက်ကြည့်နေမိသည်လူကတ်စ်ကမင်းအရှုံးသမားကောင်ငါမင်းကိုအလွတ်ပေးမှာမဟုတ်ဘူးဆက်ကသွားချက်ရင်ဟိန်းဟောက်လိုက်သည်လူကတ်စ်နဲ့ခြေယုံတို့ကကားပေါ်တက်လိုက်ပြီးအီမီလီယာကိုကြိုးဖို့မူလာတန်းကျောင်းစီသို့ဥတီလိုက်ကြသည်သူမရဲ့မိဘနှစ်ပါအတူတူလာကြတာကိုမြင်လိုက်ရတော့ အီမီလီယာကအကျယ်ကြီးပြုံးရရင်သူတို့စီပြေးလာသည်ဒေဒီနဲ့မာမီလူကတ်စ်ကရှေ့တို့ပြီးအီမီလီယာကိုကောက်ချီကသူ့လက်မောင်းထဲထည့်ပွေထားလိုက်သည်ချေယုံကအစပိုင်းတွင်အီမီလီယာ၆နှစ်ရှိနေပြီမို့အမြဲတမ်းချီထားเสียရမလို့တော့ဘူးလို့ပြောချင်ခဲ့သည်သို့တော်လည်းအီမီလီယာဘလောက်ပြောရှင်စိတ်လှုပ်ရှားနေလဲမြင်လိုက်ရတော့သူမှဒီစကားကိုမပြောထွက်တော့ပေအီမီလီယာကသူ့ဖေနဲ့တွေ့ရဖို့အချိန်ကြာကြီးမျှဝင့်ခဲ့ရခြင်းဖြစ်သည်အခုမှသူမှဖေနဲ့ပို့ပြီးရင်းနှီးလာခဲ့ရမို့ချေယုံကသူတို့သဘောတိုင်းလွတ်ထားဖို့ဆုံးဖြတ်လိုက်သည်သူတို့၃ယောက်သားကားပေါ်တက်ပြီးအိမ်ပြန်ခဲ့ကြသည် ခကြီးတစ်လျှောက်လုံးအီမီလီယာကစိတ်လှုပ်ရှားမှုကိုမထိနိုင်ဘဲဒီနေ့ကျောင်းမှာဖြစ်ခဲ့တဲ့အစ်စ်အဆန်းတွေကိုမရက်မနာပြောပြနေခဲ့သည်။ဒါတွေကကလေးဆန်တဲ့အရာတွေဖြစ်နေပေမဲ့သူတို့နှစ်ယောက်လုံးကသူမပြောနေတာတွေကိုနားထောင်ရင်းပျော်ရွှင်နေမိကြသည်။လူကတ်စ်ကပြောနေခဲ့တော်လဲချေယုံရဲ့မျက်နှာတိတ်မကောင်းတာကိုရုတ်တရက်သတိပြုမိလိုက်သည်။သူမကနေနေမျက်မှောင်ကျုပ်ထားပြီးစိတ်နဲ့လူနဲ့မကတ်တလို့ဖြစ်နေကုန်ရသည်။အီမီလီယာကသူမကိုအားနဲ့လှုပ်လိုက်မှသာသူမအတိပြန်ဝင်လာသည်။လူကတ်စ်ကအနေငယ်မျက်မှောင်ကျုပ်လိုက်ပြီးပုံမှန်လေးတန်းအတိုင်းမေးလိုက်သည်။ဒီနေ့ရုံးမှာတခုခုဖြစ်ခဲ့လို့လား။အေး ချေယုံကတဖန်တွေဝေသွားပြီးမှလူကတ်စ်ကသူမကိုမိကုံမင်းနေမန်းတိလိုက်သည်ခေါင်းကုံထားရင်သူမကအီမီလီယာရဲ့ခေါင်းလေးကိုပုတ်တက်ပေးပြီးစိတ်အလက်အေးရှိသလိုဟန်ဆောင်လိုက်သည်ဘာမှမဖြစ်ပါဘူးအကုန်အဆင်ပြေပါတယ်သူမရဲ့တုတ်ပြန်ပုံကိုမြင်တော့ Brilliance Corporation မှာသူမတခုခုဖြစ်ခဲ့ကြောင်းလူကတ်စ်ပိုကြီးတေချာသွားခဲ့သည်သို့တော်လည်းသူကအတိအလင်းထုတ်မပြောခဲ့ပေညစာစားပြီးလို့အိမ်ပြန်ရောက်တဲ့အခါချေယုံကတုံတုံဆိုင်ဆိုင်နဲ့ပြောလိုက်သည်ကျမအပြင်မှာလှုပ်ရှားကိစ္စတခုရှိလို့တွားရအောင်မယ်အိမ်ပြန်နောက်ကျလိုက်မယ်လူကတ်စ်နင်းနေအံ့ဩသွားသည် ဘာလို့လဲဆိုတော့ချေယုံကညဘက်တွင်အပြင်တို့ထွက်တီမှာအလွန်ရှားပါကြောင်သူတိနေတော့ကြောင့်ပင်ဖြစ်သည်။သူမကဈေးဝယ်ထွက်တာလူမှုရေးပွဲတွေတက်တာကြိုက်တတ်သူမဟုတ်ပေ။ရန်ဖန်ရန်ကအချိန်ပိုဆင်းရတာကလွဲရင်သူမရဲ့အားလက်ချိန်အများစုအားအီမီလီယာနဲ့အတူအိမ်မှာပဲကုံဆုံးရရှိသည်။ဘယ်သွားမလို့လဲ။ကိုလိုက်ပို့ပေးမယ်လေ။လူကတ်စ်ကကန့်လန့်လိုက်သည်။ချေယုံကခေါင်းခါပြလိုက်သည်။ဟင်အင်းရပါတယ်။ကျွန်မတက်စီငါးသွားလိုက်မယ်။ရှင်းအိမ်မှာပဲအီမီလီယာနဲ့အတူနေခဲ့လိုက်ပါ။လူကတ်စ်ကသူမကိုခဏတာစိုက်ကြည့်ပြီးနောက်ခေါင်းညှိပြလိုက်သည်။ချေယုံထွက်သွားပြီးနောက်လူကတ်စ်ကဒေးဗစ်စီတို့ချက်ချင်းဖုန်းခေါ်လိုက်သည်။ ဒီနေ့ Brilliance Corporation မှာချက်ယုံပါဖြစ်ခဲ့လဲဆိုတာစုံစမ်းပြီးကျုပ်ကိုချက်ချင်းအကြောင်းပြန် David တုံ့လောက်သွားသည်ဟုတ်ကဲ့ Mr. Gaye Lucas ကချက်ယုံနဲ့ပတ်သက်တဲ့ကိစ္စတွေကိုအမြဲတမ်းအယံအလေးထားပေးသည် David ကမပေါ့စရဲပဲသူ့လက်အောက်ငယ်သားတွေကိုအလျင်မြန်စုံစမ်းခိုင်းလိုက်သည်မိနစ်20ကြာတွင်ကိစ္စရဲ့အသေးစိတ်အစီရင်ခံစာသူ့စီရောက်လာသည့်အခါ David မျက်နှာကဖြူဖက်ဖြူရော်ဖြစ်သွားသည်ထိုအစီရင်ခံစာကိုဖတ်ပြီးနောက် David ပင်စိတ်တူပြီးဒေါသထွက်သွားခဲ့သည်ချက်ယုံအားအလွန်ကြူးဆိုက်သည့် Lucas ဆိုရင်မိတို့နေမိနီး David ကဘာတွေဖြစ်ခဲ့လဲဆိုတာ Lucas အားဂယုတစိုက်ပြောပြလိုက်သည် သူထင်ထားတဲ့အတိုင်းပဲလူကတ်စ်ကဒေါသတကြီးပောက်ကွဲသွားပြီးသူ့ဖုန်းကိုချိန်မွှားပြစ်မှတ်ဖြစ်သွားသည်မစ္စတာဂေးကျွန်တော်သူတို့ကိုဒီကိစ္စချက်ချင်းဖြေရှင်းဖို့အမိန့်ပေးလိုက်ပါမယ်ပြီးတော့မစ္စကာတာရဲ့တာဝန်ကိုဖျက်သိမ်းခိုင်းလိုက်ရမလားဒေးဗစ်ကတတိထားပြီးမေးလိုက်သည်မလိုတော့ဘူးအရန်နောက်ကျသွားပြီးလူကတ်စ်ကမဲမောင်နေတဲ့မျက်နှာထားနဲ့ဖုန်းချလိုက်ပြီးအီမီလီယာအားတစ်ခုခုအလျင်မြန်မာကြားခဲ့ပြီးနောက်တနေရာသို့အမြန်ပြေးထွက်သွားသည်လူကတ်စ်ရဲ့အကြည့်တွေကအေးဆက်နေသည်သူကဒေးဗစ်အား Brilliance Corporation ကိုဝယ်ယူခိုင်းပြီးနောက်ကာတာမီသားစုမှဝန်ထမ်းတွေအားလုံးကိုအလုပ်ထုတ်ပြေုံကလွဲလို့တခြားရှင်းလင်းမှုတွေမလုပ်ခဲ့ပေ အခုတော့တစုံတယောက်ကခြေယုံအားအနိုင်ကျင့်နေပြီဖြစ်သည်ဒီညခြေယုံသွားနေသည့်နေရာက Heban Media လို့ခေါ်တဲ့ကုမ္ပဏီတစ်ခုဖြစ်သည်ဒါက Brad Douglas ရဲ့အဖေဦးစီးတဲ့နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်သည်ခြေယုံရရှိထားတဲ့တာဝန်က Heban Media နဲ့ပူးပေါင်းဆောင်ရွက်မှုဆွေးနွေးရန်ဖြစ်သည်အကယ်၍သူမကဒီကိစ္စကိုမပြီးမြောက်ခဲ့လျင် Brilliance Corporation ကနေအလုပ်ထုတ်ခံရပေလိမ့်မည်ဖြစ်သည်အခန်း63မှ66အထိပြီးပါပြီ